အစ္စတာတနင်္လာနေ့ဧပြီလ21ရက်မှာပုံရံမင်းကြီးဖရန်စစ်ကွယ်လွန်သွားပြီးတဲ့နောက်၎င်းရဲ့မွေရဇာတိဖြစ်တဲ့အာဂျင်တီးနားနိုင်ငံမှာနိုင်ငံတော်ဝင်နေခြင်းကာလ9ရက်သတ်မှတ်လိုက်ပါတယ်။ဒီမနက်မှာပုံရံမင်းကြီးပြန်လည်တော်မူတဲ့တရင်ကြားရလို့အတော်လေးစိတ်မကောင်းဖြစ်ရပါတယ်။အမြင်ကွယ်လွန်မှုတွေရှိခဲ့ပေမဲ့သူ့ရဲ့ကျင်နာမှုအမျှော်မြင်ရှိမှုတွေကိုတီးခွင့်ရခဲ့လို့အယံကုန်ယူရပါတယ်လို့အာဂျင်တီးနားသမ္မတဟာဗီယာမလီကအိတ်လိုမှုကွန်ရက်မှာတင်ခဲ့ပါတယ်။ အလားတူကမ္ဘာပေါ်မှာခရီးရန်ဘာသာဝင်အများဆုံးရှိရာဘရာဇီးနိုင်ငံမှာလည်းဖရန်စစ်ပြန်လည်နော်မှုတဲ့အထိမ်းမှတ်ဝန်ထမ်းချင်းကာလ9ရက်သတ်မှတ်ထားပါရယ်။လေးစားပွဲရာပေကန်းစွန်ကျဲတပ်သူတို့ကိုဒီကနေ့လူသားတွေဆုံးရှုံးလိုက်ရပြီလို့ဘရာဇီးသမ္မတလူလာဒီစီဘာက X မှာရေးတင်ခဲ့ပါရယ်။ ခရီးယံဘာသာဝင်များစုရှိရာအရှိတီမောနိုင်ငံမှာလည်းဧပြီလ22ရက်ကစတင်ပြီးနိုင်ငံတော်ဝန်ထဲပူဆွေးခြင်းကာလ9ရက်ကိုစတင်လိုက်ပြီးဖြစ်ပါတယ်။အနည်း30ကျော်အတွင်းပထမဆုံးအကြိမ်အဖြစ်အရှိတီမောကိုပြီးခဲ့တဲ့နှစ်ကဖရန်စစ်သွားရောက်ခဲ့ပါတယ်။ပုံရဟန်းမင်းကြီးတပါးပြန်လည်နှောင်းမှုပြီးဒါမှမဟုတ်တာဝန်ကနေနှုတ်ထွက်ပြီးတဲ့နောက်ဗာတီကန်အရေးကုကဲဆောင်ရွက်သူနေရာကိုလက်ရှိမှာကာတီနန်ခရီးယံဖုံးတော်ကြီး ကေဗင်ဖာရယ်ကယာယီတာဝန်ယူထားပါတယ်။ဖရန်စစ်နေရာကိုဆက်ခံမဲ့သူဘသူဖြစ်လာမယ်ဆိုတာကိုကဝါတဝမ်းမှာရှိတဲ့ခရီးရန်ဘာသာဝင်တွေကစိတ်ဝင်စားလေးရဲ့ရှိပါတယ်။ဖရန်စစ်ကိုမြုံနှံပြီးမှကျင်းပမဲ့ပုံရဟန်းမင်းကြီးသက်ရွေးချယ်ပွဲဟာအလွန်လှုပ်ဝက်ပြီးစစ်စတင်ဖျားရှိခိုးကြောင်းမိကိုခေါင်းတိုင်ကနေအဖြူရောင်မိကိုထွက်လာပါကပုံရဟန်းမင်းကြီးသက်ပေါ်ထွက်ပြီလို့အထိပယ်ရပါတယ်။အမဲရောင်မိကိုထွက်နေပါကပုံရဟန်းမင်းကြီးသက်မပေါ်သေးဘူးဆိုတဲ့သဘောကိုစောင့်နေလို့သိရပါတယ်။